လာပါစလို့ပါဒီနေ့စလို့ကအကျော်အရန်အရန်တင်းပြီးတော့ပြောချင်တဲ့ဆိုရဲသူလေးတွေအတွက်ကိုယောဂစီကွန့်လေး၅မျိုးသင်ပြပေးတော့မှာဖြစ်ပါတယ်ကြည့်ရအောင်ပထမဆုံး exercise လေးကသူကဒီလိုမျိုးလက်ချောင်းလေးတွေကိုရှာလိုက်မယ်နော်ခေါင်းနောက်လေးမှာလက်ထားမယ်တထောင်လေးတွေကပ်မယ်ခါလေးကိုကုန်းမျိုးခေါင်းလေးငုံချမယ် ။ပြီးတတောင်လေးတွေကထုတ်လိုက်မယ်နော်။ခါးလေးတွေကော့ပြီးကောင်းလေးမော့မယ်သက်ရှူသွင်းမယ်။ပြန်သွားကြည့်ရအောင်တတောင်လေးတွေကိုကွေးမယ်ခါးလေးတွေကွေးမယ်တဝက်ကလေးပဲနော်။ပြီးလက်လေးတွေကထုတ်မယ်ကောင်းလေးမော့ခါးလေးကိုကော့ရင်မလေးပွင့်ပြီးသက်ရှူသွင်းမယ်။ဆက်သွားကြည့်ရအောင်တတောင်လေးတွေကက်မယ်။ကောင်းလေးငုံ။ပြန်တတောင်လေးကထုတ်ခါးလေးကော့ကောင်းလေးမော့ရင်မလေးပွင့်မယ်သက်ရှူသွင်းထား။ Okay, release. နောက်ထပ်တစ်ကွက်လေးရာလက်ချောင်းလေးတွေကိုရှက်ပြီးတော့ခေါင်းရဲ့အနောက်ကလေးမှာထားမယ်မကပ်ဘူးတံတောင်လေးတွေကိုဘယ်ညာလေးဆွဲချမယ်နော်ဒါလေးကိုစဲကောင်လေးတော့ရအောင်ထက်9ခဏကိုလေးညင်ထားမယ်8 7 6 5 4 3 2 1အောက်ထိဆွဲချနော်2 1ဒါလေးပြီးသွားပြီဆိုတော့လည်းလက်လေးလှုပ်ပြီးတော့ပခုံးမော်လေးကိုတင်မယ်ရှေ့ကနေတံတောင်လေးထိမယ် ဝိုင်းသွားလိုက်မယ်ခေါင်းသားလေးရကပ်ပြော့လမောင်းလေးတွေဖြော်ထားမယ်နော်ခုံလေးတွေရှော့ထားမယ်သက်ရှူပါဦးရှူတာရှစ်သိမ့်နောက်တစ်ခါ direction လေးပြောင်းကြည့်အောင်နော်အနောက်ကိုဆွဲလိုက်မယ်ခေါင်းသားလေးကနေဝိုင်းပြီးတတောင်လေးကပ်မယ်လဲထုံမယ်နော်ဆက်ဆဲအောင်သက်ရှူရှူတာဆက်လက်ထားမယ်နောက်တစ်ခါနောက်ဆုံးတစ်ခါလေးဝိုင်းအောင် let's โอเคยาตะยาตะคู่เลยตั๋วยาอ๋อละนะผัดเลยอ่ะติมาอนาคเลมาถ่าไล่มั้ยขนาดกูเลียวเนเนลีหลั่นชะไล่มั้ยฉอกกะลีริโอเฉไล่มั้ยเนาะพี่ดูณช่องลงชะมั้ยดูณช่องลงชะมั้ยอะไรโองากอกเลยตั๋วยาอ๋อเนาะ5ดูณผัดลงแห่มั้ยค้าลีริบาไล่เลยเลยยาเนาะ4สะเล่ทํามั้ย3ตะเล่ทํามั้ยเนาะ2ตะเล่ชูทํามั้ย4 ဝမ်ပဲချမယ်ညာချမယ်ပြီးအငိမ်လေးသွားရအောင်နော်ဒီချောင်းနှစ်ဖက်လုံးကိုညာဘက်ခြမ်းလေးကိုချလိုက်စနုံးကဗျောင်းမြန်ပြနေရဆိုတော့အကုန်လုံးရဲ့ညာဘက်နဲ့ကွက်တီပဲနော်ချောက်ကလေးတောင်းမှန်လေးထားမယ်ချောက်ကလေးတောင်းမှန်လေးထားမယ်ပြီးရင်ဒီခြေသလုံးရဲ့အရှိလေးမှာတထောင်လေးတွေထောင်းလိုက်မယ်နော်ခါလေးကိုကုန်းမြောက်ကောင်းလေးငုံချမယ်ခါကြော်လေးတွေရှော့တင်မာကြော်လေးတွေရှော့ညလုံးလေးမေ့ပြီးတော့စိတ်ကိုရှော့ထားမယ်ကဲနောက်တစ်ချမ်းလေးသွားရအောင်ချောက်ကလေးကိုတူထောင်လိုက်မယ်နော်လှဲ့လိုက်မယ် လှည့်ရင်တောင်းမှန်ပုံစံလေးဖြစ်အောင်ထားတောင်းမှန်ပုံစံလေးထားမယ်ဒီဒူးရဲ့အရှိလေးမှာတောင်းလေးနှစ်ဖက်ချလိုက်မယ်ကောင်းလေးငုံချမ်းခါကြော်လေးတွေရှော့ချမ်းတမကြော်လေးတွေရှော့ချမ်းအလုံးလေးမေးပြီးစိတ်ကိုရှော့နောက်တစ်ခုလေးသွားရအောင်နောက်တစ်ခုကကြတော့ဒီညာဘက်ခြောက်ကလေးကိုအရင်ဆုံးယူလိုက်မယ်လက်နှစ်ဖက်လေးနဲ့ခြေပြားထိပ်ကလေးကိုကင်လိုက်မယ်နော် ပေါင်နောက်လေးတွေကိုရသလောက်စမ်းထုတ်မယ်ပြန်ကွေးမယ်ငါးကောက်လေးသွားရအောင်5ပြန်ကွေးမယ်4ပြန်ကွေးမယ်3ဆက်ဆွဲရမယ်နော်2 1ဆိုရင်စမ်းထုတ်လိုက်တော့ကိုနိုင်တဲ့လောက်ကလေးအကုန်စမ်းလာမယ်ထိန်းလာမယ်နော်5ခြေပြားထိုက်ကလေးကိုလမ်းကြည့်ထား4 3 2 1 1အဲ့တိုင်းလေးပဲနောက်တစ်ချမ်းလေးကိုသွားရအောင်ခြေပြားလေးကိုလက်နှစ်ဖက်လေးနဲ့တိချလေးဆုပ်ကင်ထားမယ်ပေါင်နှောင်လေးတွေစမ်းထုံမယ်ဒူးကွေးရှူသွင်းမယ်ဆန်ရှူထုံမယ်5ကျန်ဆွဲထားမယ်နော်4ကျန်ဆွဲထားမယ်3 two ဒါရှူသွားမယ်1ဆိုရင်စမ်းထုံလိုက်တော့ခါလေးစမ်းပြီးတော့ပေါင်နှောင်လေးတွေစမ်းထုံမယ်ခြေပြားထိတ်ကလေးနောက်လမ်းကြည့်ထားမယ်5 4 3 2 1 ပင့်တာလေးသွားရအောင်ဒါလေးကနည်းနည်းလေးတော့ခတ်လိုက်မယ်ဒါမဲ့ကိုရသလောက်ကလေးလောက်ပေးမယ်နော်ခြေပြားလေးနှစ်ဖက်ကိုလှန်ထုတ်လိုက်မယ်ပြီးရင်လက်လေးတွေဆန်ထုတ်မယ်ခါလေးတွေကြော်ကုန်းလေးတွေဆန်ထုတ်ခြေပြားထိတ်ကလေးကိုလှမ်းကိုင်ကိုကအရင်တင်းနေရဆိုရင်ကိုခြေပြားကိုမှီနိုင်တဲ့အနေအထားထိဒူးလေးကိုထားလိုက်မယ်နော်ချောက်ကလေးကိုဆွဲပြီးတော့ခါလေးကိုကုန်းကောင်းလေးငုံချမယ်ဒါလေးကတက်ကနေပြီးတော့30ထီးရေမယ်ဒီတိုင်းလေးဟိုထားမယ်နော်ကိုကတဖြည်းဖြည်းရလောက်ပြီးဆိုတော့မှလေနောက်ပိုင်းနေပေါ့နော်ဆောရင်ဆောရင်နဲ့ ပြောလာပြီဆိုရင်ခြောက်ကလေးတွေဆန်ပြီးတော့အမောက်ချလိုက်လို့ရတယ်နော်ကဲနောက်ဆုံးတစ်ခုလေးသွားမယ်ဒါလေးကကြတော့ခါကြော်လေးတွေ shop ပေးတဲ့ဟာလေးအရင်ဆုံးတိဘက် post လေးဝင်လိုက်မယ်အကွာဝင်းလေးသိချင်ရင်သူကတထောင်နဲ့ဒူးနဲ့ကိုတိုက်လိုက်ကိုယ့်ရဲ့ဒီလက်တပြန်စားပေါ့နော်လက်ချောင်းထိတ်ကလေးစုံတဲ့နေရာမှာလက်ဖနှောင်းလေးထားမယ်ခါလေးတွေဆန်ထားမယ်ဒီအကွာဝေးလေးတိုင်းမယ်နော်ခြေဖမိုးလေးတွေချထားခါလေးကိုကုန်းပြီးတော့ဘိုက်ကိုရှိုက်မယ်ချောကုန်းလေးတွေတွန်း ညင်ခါလေးတွေကိုရင်တခါတဲ့ခေါင်းလေးမော့ပြီးလှန်ထုတ်လိုက်မယ်။ပြန်သွားကြည့်အောင်ကြော်ကုန်းလေးတွေတုံးမဲခေါင်းလေးငုံမဲခါလေးကိုကော့ထုတ်လိုက်မယ်ခေါင်းမော့မယ်သက်ရှူသွင်းမယ်နောက်တစ်ခေါက်လောက်သွားကြည့်အောင်နော်ကြော်ကုန်းလေးကိုတုံးခေါင်းလေးငုံလိုက်ခါလေးကိုကော့ပြီးလှန်ထုတ်လိုက်မယ်။ Okay ပြီးရင်နောက်တစ်ခွက်လေးကထိုင်ချလိုက်မယ်နော်ထိုင်ချပြီးလက်လေးတွေကိုစမ်းထုတ် စမ်းထုတ်လက်ကမက်ထစ်ကလေးတွေမှာချဲပြီးတော့ကားထားလိုက်မယ်လမောင်းလေးတွေဖြော်ပြီးတော့ခေါင်းလေးငုံချမ်းရင်ခေါင်းလေးမော်လိုက်မယ်နော်အဲ့လက်ကြားလေးကိုလှမ်းကြည့်လိုက်ဒူးထောက်မယ်တင်မလေးတွေကိုအောက်ကိုချလိုက်မယ်ခါလေးကိုကော့ပြီးတော့လှမ်းထုတ်ကွက်ခအရင်တင်းနေဆိုခြေပြားလေးတွေကိုမက်အကျဲလေးကိုကားထားလိုက်ခေါင်းလေးမော်ထားမယ်ပင်ခုနအတိုင်းလေးပဲပြန်ထိုင်မယ်လက်လေးတွေကိုတွန်းပြီးတော့မောင်းချလိုက်မယ်နော် ပြန်သွားကြည့်အောင်ထားမယ်ရှေလေးဥလာမယ်ခါလေးကော့လန့်ထုတ်လိုက်မယ်ခေါင်းလေးမော့မယ်ရှုသွင်းနောက်လေးကိုပြန်တွန်းမယ်ထိုင်ချမယ်ပြန်လာမယ်နော်ခါလေးကိုကော့ပြီးတော့လန့်ထုတ်လိုက်မယ်သက်ရှုမယ်ချက်ကုံလေးကိုတွန်းခေါင်းလေးငုံနောက်ဆုံးတစ်ခေါက်လေးပဲလန့်ထုတ်လိုက်မယ်နော်ကော့ထုတ်မယ်ခေါင်းလေးမော့ ပင်အနောက်ကလေးကိုသွားရင်ခြေပြားလေးတွေပူမယ်ဒူးလေးကကာထားမယ်လက်လေးကိုကျွန်းပြီးတော့ထိုင်ချလိုက်မယ်နော်ကြောကုန်းလေးတွေ short လက်ညောင်းလေးတွေဖြည်းခုနကစနုပ်ပြပေးတဲ့ flow လေးတွေကကြတော့အစအဆုံးကိုနေတိုင်းလုပ်ပေးရမှာပေါ့နော်ကြိုက်တဲ့အချိန်လုပ်လို့ရတယ်ကိုအားတဲ့အချိန်လုပ်လို့ရတယ်တိချလေးလုပ်ပေးရဆိုလို့ရှိရင်တလားနှစ်လားကြာတာနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကတိတိတတလေးကြော်လာမှာမလို့တိချလေးလိုက်လို့ကြည်နော်နောက်ဗီဒီယိုလေးမှာဆုံမယ်တတား